ပရိသတ်များအလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ဒီတိုင်းစပေါ့မြန်မာ channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှလည်းဒေသကပရိသတ်တွေစီကို United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုယူဆောင်လာပါတယ်ရှင်။ပရမအောင်ဆုံးအဖွင့်သတင်းတစ်ပုဒ်အနေနဲ့ကြံဝင်းတစ်ခုစလုံးမှာရှင်ပြိုင်ဖို့အတွက်အစင်သေးမဖြစ်သေးဘူးလို့အမော်ရီကဝန်ခံလာတယ်ဆိုတဲ့အကြောင်းအရာနဲ့စတင်ကြပါတယ်ရှင်။ Manchester United တင်ရဆိုရင်အခုရာသီ Premier League နဲ့ဥရောပပြိုင်ပွဲတွေမှာကွဲပြားတဲ့ထိပ်စွမ်းတွေပြသနေခဲ့ပြီးတော့အသင်းရဲ့နီးပြအမော်ရီကတော့ သူရဲ့အတင်ဟာပြိုင်ပွဲနှစ်ခုစလုံးမှာရှင်ပြိုင်မှုအတွက်အဆင်သင့်မဖြစ်သေးဘူးဆိုတာကိုဝန်ခံပြောကြားလိုက်ပါတယ်။အမော်ရင်ရဲ့ United တင်ဟာဆိုရင် Premier League မှာအဆင်15နေရာနဲ့ရပ်တည်နေရပေမယ့်ဘီဘာဟိုတင်းကိုအနိုင်ရပြီးတဲ့နောက်မှာ Europa League ဘောလုံးပွဲစီကိုတက်ရောက်နိုင်ဖို့အတွက်အခြေအနေကောင်းနေသလိုဒီပြိုင်ပွဲမှာလည်းပိုဆွေးသွားမယ်ဆိုရင် Super League နဲ့အတူ Champions League ဝင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ဒါပေမဲ့ Portuguese လူမျိုးနီးပါးကတော့သူတင်းရဲ့ပွဲချက်စရာတွေကိုရင်ဆိုင်နိုင်စွမ်းနဲ့ပတ်သက်ပြီးတော့တန်တရားတစ်ချို့ရှိနေပါတယ်။ အမေရိကန်အသင်းရဲ့ဥရောပယူမန်ချက်တွေကိုဦးစားပေးဖို့အတွက်ဘရန်ဖို့နဲ့ပွဲမှာသူ့ရဲ့အသင်းကိုကစားသမားအပြောင်းလဲများစွာပြုလုပ်ခဲ့ပါသေးတယ်။ကျွန်တော်တို့ပိုကောင်းအောင်ကစားနေရဲဆိုတာတန်တရားမရှိဘူး။ဒါကြောင့်အပူဒဏ်အလုံးကိုကျွန်တော်တို့ခံယူရပါမယ်။ဒီအချိန်မှာကျွန်တော်တို့ပရီးမီးယားလီးဂ်မှာရှုံးပွဲတွေကြုံတွေ့နေရတယ်။ကျွန်တော်တို့ယူရိုပါလီးဂ်အတွက်တိုက်ပွဲဝင်နေပြီးတော့တက်တာဘရီနီပွဲကကျွန်တော်တို့အတွက်အရေးကြီးဆုံးပွဲပါပဲ။ကျွန်တော်တို့ပရီးမီးယားလီးဂ်မှာရှင်ပြိုင်နိုင်စွမ်းရှိပြီးတော့ချန်ပီယံလီးဂ်မှာပါကစားဖို့အတွက်အသင့်မဖြစ်သေးဘူး။ ဒါပေမဲ့ကျွန်တော်တို့အနိုင်ရဖို့အတွက်လိုအပ်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေကိုတခုခုပြန်ပြီးဆက်နိုင်ဖို့ဒီပြိုင်ပွဲကိုအနိုင်ရဖို့လိုအပ်ပါတယ်။အဲဒီနောက်မှာတော့ဒီပြိုင်ပွဲနှစ်ခုစလုံးကိုရင်းဆိုင်ဖြည့်ရှင်းနိုင်ဖို့အသင်းကိုပြင်ဆင်ဖို့အချိန်ရပါလိမ့်မယ်လို့အမော်ရင်ကတော့ဖြည့်သွားခဲ့ပါတယ်။ကြားပြင်ကိုအမော်ရင်က Brandfo နဲ့ပွဲမှာတရားပြန်လည်ရရှိသွားခဲ့တဲ့နောက်ခံလူ Tilis နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မသိသေးဘူးတားကြောင်တကယ်ကိုစိုးရိမ်မိပါတယ်။ဒါကြောင့် Rainy ပွဲအတွက်မဟုတ်ပါဘူး။ ကျွန်တော်တို့ look shop ကိုကာဝယ်ဖို့နဲ့ဒါသာ rainy အတွက်ကစားသမားတွေရရှိဖို့လူဆောင်လိုက်ခဲ့ပါတယ်။ဒါပေမဲ့ဒီတန်ရာကအသေးစားလားအကြီးစားလားဆိုတာနဲ့လာမယ့်ရသည့်အတွက်စဉ်းစားပြီးတော့ပို့ပြီးတော့စိုးရိမ်မိပါတယ်လို့လည်းရှင်းပြသွားခဲ့ပါသေးတယ်ရှင်။ဆက်လက်ပြီးတော့ဒုတိယတပုတ်အနေနဲ့ United ရဲ့ပိုင်ရှင်ဖြစ်တဲ့ Saturn Reckling ဟာဆိုရင်ပြင်သစ်ကလပ် Nice အသင်းကိုရောင်းချလာတော့မှဖြစ်ပြီးတော့ Sorry ကယင်းနည်းမြုံနေတဲ့သူတွေကကြမ်းလန်းလာဖို့ရှိနေတယ်ဆိုပြီးတော့သိရပါတယ်။ Reckling ပိုင်နဲ့ INEOS ဟာဆိုရင်2019ခုနှစ်တုန်းက nice အသင်းကိုပေါင်း89တန်းနဲ့ဝယ်ယူခဲ့ရလဲဖြစ်ပါရင်သူတို့က United ရဲ့ share 29.8%တက်ခွင့်ရကိုဝယ်ယူပြီးတော့နှစ်နှစ်အကြာမှာ nice ကိုရောင်းချလာတာလည်းဖြစ်ပါရင်ပြင်သစ်သတင်းစာတစ်ခုက Rugley ဟာ League One Club ကိုဝယ်ယူဖို့အတွက်ကလန်မှုတွေကိုလက်ခံဖို့အတွက်စဉ်းစားနေရလို့ဖော်ပြလာပါရင် Nice အသင်းကလီဂူဝမ်မှာချန်ပီယံလိဝင်ကွင်းနဲ့၃မှတ်အကွာမှာရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ဒါ့အပြင်ကိုတော့မှပြင်သစ်သတင်းစာက Newcastle ပိုင်ရှင်ဖြစ်တဲ့ Sorry Publis Investments Fund PIF က Nice ကို where you would အလီနဲ့ထားပြီးတော့စဉ်းစားနေရဆိုပြီးတော့လည်းသိရပါတယ်။ Sutton Reckling ဟာဆိုရင်တော့ Nice ကိုရောင်းချပြီးရရှိလာတဲ့ငွေနဲ့ United ရဲ့ share တွေကိုတိုးမြင့်ပြီးတော့ဝယ်ယူသွားမှာလည်းဖြစ်ပါရဲ့ရှင်။တမန်ပြီးတော့ Anthony အတွက်ကို Euro 30မရလို့ရှိရင် plan B စဉ်းစားထားရလို့ဆိုလာတဲ့ United ဆိုတဲ့အကြောင်းအရာကိုလည်းပြပြပေးသွင်းကြပါသေးတယ်။ United တင်ကလက်ရှိ Real Betis အထင်မှာအငှားသွားပြီးတော့ကစားနေတဲ့တောင်ပံကစားသမား Anthony အတွက်ကိုလူရသည့်အပြောင်းရွှေ့ကာလမှာ plan B တစ်ခုစဉ်းစားထားနေပြီဆိုတဲ့သတင်းတွေကထွက်လာခဲ့ပါတယ်။ဘရာဇီးလ်ရွေးစဉ်တာမန်တိုက်စစ်ကစားသမားအန်တိုနီဟာပြီးခဲ့တဲ့ဇန်နဝါရီလမှာတည်းကယူနိုက်တက်အသင်းကနေအပြင်ပေါ်ဖြစ်တဲ့မာဂရက်ရှ်ဖို့နဲ့အတူယာဒီကုန်နဲ့အထိအငါးစာကြုံနဲ့ထွက်ခွာခဲ့ရပြီးတော့ အခုဆိုရင်အန်တိုနီကဘတ်တီအတွက်ပြိုင်ပွဲဆုံးမှာခုနှစ်ခုသွင်းယူထားရင်နဲ့ခြေစွမ်းနေပြသထားပါရယ်ဘတ်တီနဲ့အတူဆွဲဆောင်ရေးကောင်းနေပြန်လည်ပြသထားနိုင်တဲ့အန်တိုနီကိုလက်ရှိမှာအတလတီကိုမက်ထရစ်အပောင်ဝင်းကလပ်အသင်းတို့ကလည်းခေါ်ယူသွားဖို့အတွက်စိတ်ဝင်စားနေပြီမင်းအန်တိုနီအတွက် United အသင်းအလိုရှိနေတဲ့ပြောင်းရွှေ့ခြင်းယူရိုတန်းလင်းစင်နဲ့ကလန်သွားဖို့ကတော့စမ်းသမရှိဘူးဖြစ်နေပါရယ်တကယ်လို့တော့ United ကအန်တိုနီအတွက်တောင်းဆိုရက်ပြောင်းရွှေ့ခြင်းအတိုင်းကိုမရဘူးဆိုရင်တော့ နောက်တဲ့အငါထက်ချဖို့ခွင့်ပြုပေးလိမ့်မယ်လို့လဲ Relievo ကဖော်ပြထားပါ ರೀ ဒီလိုခွင့်ပြုမယ်ဆိုရင်တော့ Betty အတင်းအနေနဲ့ Anthony ကိုလာမယ့်ပလုံးရသည့်အတွက်တရားသည့်အငါစာချုပ်နဲ့ခေါ်ယူသွားဖို့ကအခြေအနေကောင်းနိုင်ပါ ರೀ Betty တင်းကသူတို့အတင်းမှာခြေဆွံကောင်းနေပြသထားနိုင်တဲ့ Anthony ကိုအပြီးသက်ခေါ်ယူခြင်းနေပြမယ်လေခေါ်ယူဖို့ကမတတ်နိုင်တာမို့လို့အငါခေါ်ယူမှုနဲ့တန်ထပ်မံပြီးတော့ခေါ်ယူသွားခြင်းနေပြီး United ဘက်ကတောင်းရင်ရှိသူတွေကလည်းစတိုင်းဆိုသလိုဆက်သွယ်ရေလုပ်နေပါ ರೀ ဗတ်တီသင်းကဒီဘောလုံးရာဒီမှာချန်ပီယံလိဝင်ခွင့်ရရှိမယ်ဆိုရင်တော့အန်တိုနီကိုစက်ထင်းထားဖို့အားသချက်ဖြစ်လာနိုင်ပါတယ်။တပတ်မှလည်းအန်တိုနီကိုရိုင်းက2024ခုနှစ်ကမ္ဘာဖလားအတွက်ဘရာဇီးအသင်းမှာပါဝင်နိုင်မှုကိုပုံဝင်ပွဲထွက်ကစားခွင့်ရရှိနိုင်မယ်အသင်းမျိုးမှာပဲကစားချင်နေတာလည်းဖြစ်ပါရရှင်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့နောက်ဆုံးသတင်းအကြောင်းအရအနေနဲ့ပြောပြပေးသွားကြတာကတော့ပါကူဇန်လန်ထက်ကောင်ပရီးမီးယားလိရှုံးပွဲအရေးအတွက်ထက် တူနယ်လန်းခွဲပြီးတဲ့နောက်ပိုင်း United အသင်းရဲ့ရှုံးပွဲရေးအတွက်ကပိုပြီးများလာတယ်ဆိုတဲ့အကြောင်းအရာလေးနှုတ်ဆက်ချင်ပါတယ်။ United အသင်းကဆိုရင်ကနဝင်းဒီပြကြေးဖြစ်တဲ့ Ferguson လက်ထက်က Premier League ရှုံးပွဲအရေးအတွက်ထက်တူနယ်လန်းခွဲပြီးတဲ့နောက်ပိုင်းမှာရှုံးပွဲအရေးအတွက်တရာပိုများလာတယ်ဆိုတာအားလုံးလည်းတွေးကြမယ်လို့ထင်ပါတယ်။ပါကူဆန်ဆောင် United အသင်းကို Premier League ပွဲပေါင်း130ခန်းတွဲခင်ရမှာရှုံးပွင်းအနေနဲ့က134ပွဲပဲရှိခဲ့ပြီးတော့အဲဒီနောက်ပိုင်းခန်းတွဲခဲ့တဲ့နီးပြားတွေအဆက်ဆက်မှာ ပရီးမီးယားလိပွဲပေါင်းက453ပွဲမှာရှုံးပွဲအနေနဲ့119ပွဲအထိကိုရှိလာခဲ့တာလည်းဖြစ်ပါရင်ဖော်ကူဆန်ဆောင်ရင် United အသင်းကို2013ရာသီအထိကင်တွေ့ခဲ့တာဖြစ်ပြီးတော့73ရာသီကနေအခုအချိန်ထိတရားဝင်နီးပြချောင်းဦးနဲ့ယာယီနီးပြလေးဦးကန်တွဲခဲ့ပါတယ်။ဒီနီးပြတွေလည်းထပ်မှာ United အသင်းအနေနဲ့ကြာစင်းမှုတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့်မို့လို့ရုံးပွဲရေးတက်တွေမြင့်တက်နေရလဲဖြစ်ပါတယ်။ မြို့တဲ့တင်ကဒီယာဒီပရီမီယာလိမှာစကြဝဲအထိရှုံးနေထားပါတယ်။ဒါကြောင့်မလို့တန်းစင်ကြရတဲ့1983 84ရာသီနောက်ပိုင်းမှာဆိုရင်ရှုံးပွဲအများဆုံးရာသီတစ်ခုလိုတော့မှဖြစ်သွားခဲ့ရပါပြီရှင်။ဟုတ်ကဲ့ပါဒီကနေ့သတင်းကြောင်းရတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။နားဆင်ပြီးကြတဲ့တော်လည်းပရိသတ်များအားလုံးကိုအထူးအထူးပဲကျေးဇူးတင်ပါတယ်။ဒီဇိုင်းပရိသတ်များအားလုံးလည်းနေထွက်မှာရှုခန်းနဲ့ငွေရည်အပြည့်အမှောက်ခရင်နေကြပါစေ။